ဟယ်လိုချစ်တော်သူများအားလုံးပဲမင်္ဂလာပါရှင်ချစ်တော်သူများအားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ကျမကမေလ18ရက်နေ့ကနေပြီးတော့မေလ23ရက်နေ့အတွင်းမှာနော်ဂျိုနီထားရဆောင်ရံရှောင်ရံတွေကိုကျမပြပြသွားမှာဖြစ်ပါတယ်ဒီကာလမှာတော့ကျမတို့မေလအတွင်းထဲမှာပေါ့နော်18ရက်နေ့ကနေပြီးတော့23ရက်နေ့အတွင်းထဲမှာ နော်ကျမတို့ဂျူအပြောင်းလဲတွေရှိပါတယ်နော်ဒါအပြင်ကျမတို့မေလ19ရက်နေ့မှာလေနော်ဒနာသိတိနဲ့ဆန်းရှင်နဲ့ရက်ရှိပါတယ်အဲ့ဒါကြောင့်ဒီတစ်ပတ်အထဲမှာတော့ကောင်းတာရောဆိုးတာရောကြုံနိုင်ပါတယ်အဲ့တော့ကျမနေနဲ့ခုနှစ်ရသားသမီးတွေကိုဘေးရန်ကင်းပြီးတော့လက်ပွင့်စီဖို့အတွက်ဘလို့ရေရာလုံနိုင်တယ်ဆိုတာကိုလေကျမကဒီကနေပြီးတော့မျှဝေပေးပါမယ်နော်ဒီ ကြာသပတေးချူပေါ့နော်ဒီရက်ပိုင်းမှာကြာသပတေးချူကမေလ14ရက်နေ့ဗုဒ္ဓဖူးနေ့ည7:33နာရီ33မိနစ်နဲ့47စက္ကန့်မှာမေထုံရာသီကိုပြောင်းပါတယ်နော်ပိဿရာသီကနေပြီးတော့မေထုံရာသီကိုပြောင်းတဲ့အတွက်လူတဲ့တတဝါတွေမှာဘေးအန္တရာယ်နဲ့ကြုံရတတ်တယ်ဒါအပြင်နော်လေယာမြေတို့ပျက်စီးတတ်တယ်မင်းနော်တိုင်းပြည်ကိုအုပ်ချုပ်တဲ့မင်းတွေမှာပြင်းထန်တဲ့ နော်စစ်ခင်းချင်းကြုံရပြီးတော့မင်းနေပျက်စီးတတ်ပါတယ်ဒါပြေတီလာရှိတဲ့လူတွေနော်ကိုတီလာရှိတဲ့တမာတိရှိတဲ့လူတွေလဲကိုစိတ်နှပါဆင်းရဲတတ်တယ်ပေါ့နော်ဒါအခုကြာသပတေးဂျူကလေအ мян လုံးနဲ့သွားနေတာဖြစ်တဲ့အတွက်ကျမတို့ကကြာသပတေးဂျူ အပြောင်းလဲဟာလေကျမတို့လူနဲ့တတ္တဝါတွေပေါ်မှာသက်ရောက်မှုရှိပါတယ်။ဒါကြောင့်ကျမတို့ဒီကာလမှာလဲ GIF design နဲ့နေထိုင်သင့်တဲ့ကာလဖြစ်ပါတယ်เนาะ။ဒါအပြင် Yahoo Joe ကမေလ16ရက်နေ့မှာเนาะတင်းငုနေနေည7နာရီနဲ့51မိနစ်စက္ကန့်30စက္ကန့်မှာကုန်ရာသီကိုပြောင်းပါမယ်เนาะ။အဲ့လို จาตบรี sorry จาตบรีจูเนี่ย Yahoo จูတွေရဲ့အပြောင်းလဲကြောင့်ဒီမေးလာတဲ့မှာကျမတို့ဘာတွေဂျုံနိုင်တယ်လဲဆိုရင်နော်တဘာဝဘေးပေါ့နော်လေပြင်းမုန်တိုင်းတိုက်တာနော်နောက်တစ်ခုကကျမတို့လေပြင်းတာရေရှမ်းတာရေကြီးတာနော်မိုးနဲ့ပြောမယ်ဆိုရင်တော့မိုးနဲ့လေနဲ့ဒုက္ခပေးတာနော်ဒါမျိုးပြင်းမြေပြိုတာတို့နော်မြေငလျင်တို့ဒါတွေလေကြုံနိုင်ပါတယ်နော်ဒါကကျမတို့ဂျူဒီရဲ့ အနေထားကြောင့်ကြုံရတာပါเนาะအဲ့တော့မြန်မာတနိုင်ငံနဲ့ဓာမျိုးတွေကြုံနိုင်တာတော့မဟုတ်ပါဘူးဂျူရီရဲ့အနေထားဖြစ်တဲ့အတွက်เนาะတခြားနိုင်ငံတွေမှာလည်းကြုံရနိုင်ပါတယ်เนาะအဲ့တော့ဒီလိုမျိုးဂျူအနေထားဖြစ်တဲ့အတွက်ကျမတို့တခြားဘလို့တက်ရောက်မှုတွေရှိနိုင်ကြလဲဆိုလို့ရှိရင်အဲစီပေါ့เนาะစာ3စီတို့เนาะဆက်73စီတို့เนาะအဲ့တော့စီနဲ့စီထွက်သီးနှံနေเนาะစီအမျိုးမျိုး ်ဈေးမြင့်ပါပဲเนาะဈေးမြင့်နိုင်ပါတယ်ပြီးရင်ဆေးဝါးပေါ့เนาะဆေးဝါးတွေလေဈေးဝါဆေးဝါးတွေကဈေးွက်ထဲမှာပြတ်သွားတာတို့ဈေးမြင့်တာတို့ဒါမျိုးတွေကြုံနိုင်ပါတယ်เนาะဒါအပြင်အရေးကြီးတာတော့ဒီတစ်ပတ်ထဲမှာလူအများစုကျန်းမာရေးညံ့တတ်ပါတယ်เนาะဒီယာဟူးဂျိုးပြောင်းတာ ਨੇ အဲကြာသပတေးဂျိုးအပြောင်းလဲရှိနေတဲ့ဒီကာလအတွင်းမှာလူတွေရဲ့ကျန်းမာရေး အထူးညံ့ပါမယ်အဲ့ဒါကြောင့်ကျမအရေးကိုလူးဆိုင်ပါเนาะဒါအပြင်လူအများမှာအမြင်မှားတာတွေเนาะဆုံးဖြတ်ချက်မှားတာတွေရွေးချယ်မှုမှားတာတွေဒါမျိုးတွေကြုံရနိုင်ပါတယ်เนาะဒါရာဟုကြောင့်ဖြစ်ပါတယ်အဲ့တော့တဘာဝဘေးဘေးရန်ပေါ့เนาะတဘာဝဘေးစစ်ဘေးဒီရင်ကျမတို့ကျမရေးကိုထိခိုက်စေတဲ့ယောဂဘေးဒါမျိုးတွေကြုံနိုင်တဲ့အတွက်ကျမတို့အားလုံးက ်လေယူဒဆိုင်နဲ့เนาะပြောဆိုနေထိုင်ကြတင့်နဲ့ပြောဆိုနေထိုင်မှုတင့်နဲ့ကာလာပဲဖြစ်ပါတယ်နော်လက်ပွင့်ကံကောင်းစေတဲ့နော်ရရရအစီရင်လုံနိုင်တဲ့ရက်လေဒီအပတ်ထွဲမှာရှိပါတယ်နော်အဲ့တော့ကျမနေချင်းလိုက်ပေါ့နော်တရချင်းစီအလိုက်ကျုံရမယ့်အခါလေးတွေနဲ့နော်ဟိုဟာအခါလေးတွေကိုကျမပြောပြပြစီနော်ကျုံနိုင်တဲ့အခါလေးတွေကိုပြောပြပြစီ အဲ့တော့မေလပေါ့နော်ကျမတို့မေလ18ရက်နေ့စနေနေ့ပေါ့နော်မေလ18ရက်နေ့စနေနေ့မှာဆိုလို့ရှိရင်နော်မာတင်ကယုတ်လို့ခေါ်တယ်မာတင်ကယုတ်နဲ့နော်ညနေ4:50အလွန်မှာအင်မတန်ကိုပင်ပန်းဆင်းရဲစေတတ်တဲ့နော်ရက်ခတာယုတ်ရတဲ့နေ့ဖြစ်ပါတယ်အဲ့တော့ဒီမှာကောင်းတဲ့ယုတ်နဲ့ဆိုးတဲ့ယုတ်နှစ်ခုတွဲပြီးတော့ရတဲ့နေ့ဖြစ်တဲ့အတွက်အကောင်းအဆိုး ရောထွေးနေတဲ့နေပါအဲ့တော့အဲ့ဒီကာလမှာကျမတို့ညနေ၄နာရီ50မတိုင်ခင်မှာတော့နော်ပြောမယ်ဆိုလို့ရှိရင်တော့အခါကအချိန်အခါကအစ်စ်အစ်စ်ကောင်းပါတယ်နော်အဲ့တော့၄နာရီ50မတိုင်ခင်မှာကိုအောင်မြင်စေလိုတဲ့ကိစ္စတွေကိုတော့လှုပ်ဆောင်နိုင်ပါတယ်ဒါပေမဲ့လည်းအမောင်ကာလာကိုကျမတို့တစ်ချက်လောက်ကြည့်ပါမယ်နော်အမောင်ကာလာကတော့မနက်9:00နာရီကနေပြီးတော့မနက်10:00နာရီနဲ့30မိနစ်အတွင်းညနေ ၄နာရီ90ရာနေပြီးတော့ည7နာရီအတွင်းကတော့အချိန်ခါမကောင်းပါဘူးရှင်။အဲ့လိုအချိန်ခါမကောင်းတဲ့ကာလကိုတော့ကျမတို့ကကိုယ့်ရဲ့အောင်မြင်စေလိုတဲ့ကိစ္စတွေနော်ငွေကြေးကိစ္စတွေနော်အဲဒေတာရေဒီယာလောက်တာတွေတော့လုံးလို့ရပါမယ်เนาะအခြားအောင်မြင်စေလိုတဲ့ကိစ္စတွေအရေးကြီးတဲ့ကိစ္စတွေကိုတော့အမှောင်ချိန်ကိုရှောင်ပြီးတော့လှုပ်ဆောင်သင့်ပါတယ် ကံပွင့်စေတဲ့အရာကတော့ပန်းရောင်အဖျော်ဖြစ်ပါတယ်เนาะပန်းရောင်အဖျော်ကတော့မေလ18ရက်နေ့အတွက်ကံပွင့်စေတဲ့အရာဖြစ်ပါတယ်အရက်မျက်နှာကတော့အနောက်တောင်ရက်ဖြစ်ပါတယ်စိုးအနေနဲ့ကတ်မယ်ဆိုလို့ရှိရင်เนาะ جماعه ဒီကာလမှာเนาะစံပြုတ်ကိုကြကြာဖြူပြီးတော့လူတန်းပေးဖို့ جماعه မြင့်တာနဲ့တိုက်တွန်းပါတယ်ဘာကြောင့်လဲဆိုတော့ Yahoo เนาะအပြောင်းလဲရှိနေတဲ့အတွက်ဒီကာလမှာစံပြုတ်ကိုကြကြာဖြူပြီးတော့လူတန်းမှာအင်္ဂါဆုံးကတ်မယ်ပေါ့เนาะ ရုပ်ပွားပူဇော်ရမယ်။ဂါရာအနေနဲ့ကတော့မေတ္တာတုပ်ရယ်ခန္ဓာတုပ်ရယ်ပုပ္ပနာတုပ်ရယ်နော်ပရိကြီးဆက်တုပ်ထဲကအဲ့ဒီသုံးတုပ်ကိုတော့ရွတ်ဖတ်ပူဇော်ဖို့အတွက်ကျွန်မကမေတ္တာနဲ့တိုက်တွန်းပါတယ်နော်မေလ18ရက်နေ့တနင်္ဂနွေနေ့ကတော့ကျွန်မတို့အခါကောင်းပါတယ်ဒါပေမဲ့လည်းအခါကောင်းတယ်ဆိုပေမဲ့လည်းနော်ကျွန်မတို့ဘယ်လိုရုပ်တွေရထားသလဲဆိုတာတစ်ချက်ကြည့်မယ်နော်အဲ့တော့အမတရုပ်နဲ့ အမတာယုတ်ဆိုတာကသူအချင်းမြင့်မြောက်စားခြင်းခံရတတ်တဲ့ယုတ်ပါเนาะအဲ့တော့အမတာယုတ်ရထားတဲ့အတွက်ဒါကောင်းတယ်လို့ရေဘူးရပြောလို့ရပါတယ်ညနေ9နာရီနဲ့21မိနစ်အလွန်မှာတော့အတတ်ပညာတွေဆုပ်ယုတ်စေတတ်တဲ့ကဒါယုတ်ရထားတဲ့နေ့ဖြစ်ပါတယ်เนาะအဲ့တော့ဒီမှာလဲကောင်းတဲ့ယုတ်တစ်ခုနဲ့เนาะအဆိုးတဲ့ယုတ်တစ်ခုပေါ့เนาะယုတ်နှစ်ခုရထားတယ်အဲ့တော့ ၎င်းအစိုးရောထွေးနေတယ်လို့ပြောလို့ရပါတယ်เนาะအမောင်ကာလကတော့ညနေ၄နာရီခွဲရနေပြီးတော့ည၈နာရီနဲ့၉မိနစ်အတွင်းကတော့အချိန်ခါမကောင်းပါဘူးဒီကာလကတော့အမောင်ကာလလို့ပြောရပါမယ်အဲ့တော့ကံပွင့်လက်ပွင့်စီတဲ့အရာကတော့အပြာရောင်ပါเนาะကျမတို့အပြာရောင်ဝင်လို့ရပါတယ်ပြီးတော့ကျမတို့ကံပွင့်လက်ပွင့်စီတဲ့အရက်ကတော့တောင်အရက်ဖြစ်ပါတယ် ဟုတ်ပြီဒီလိုနေ့မှာကျမတို့တနင်္ဂနွေနေ့ပေါ့နော်ဘာလူတန်းနိုင်ကြလဲလို့ပြောရင် no ဆံပြုတ်လူတန်းလို့ရပါတယ်เนาะအဲ့တော့ကျမက no ဆံပြုတ်လူတန်းနိုင်ပါတယ်ရုပ်ပွားပူဇော်ရမယ်เนาะဒါရာကတော့မေတ္တာသုတ်နော်ကျမတို့မေတ္တာတုတ်ကိုဒီကာလတွေမှာမေတ္တာတုတ်ကိုဖြစ်နိုင်တယ်ဆိုလို့ရှိရင်တော့เนาะကိုကပူဇော်ဖို့ကျမအထူးမေတ္တာနဲ့တိုက်တွန်းပါတယ် မေတ္တာသုတ်ပူဇော်ပါမယ်ဒါဒနာပရိတ်ကိုပူဇော်ပါမယ်ရှင်အဲ့တော့မေတ္တာသုတ်ကိုးကောင်းနဲ့ဒါဒနာပရိတ်တစ်ခေါက်ကိုပူဇော်ပါမယ်ရှင်မေလ19ရက်နေ့ပေါ့နော်မေလ19ရက်နေ့မှာတော့ကျမတို့အလုံးစုံပြီးစီးအောင်မြင်စေတတ်တဲ့တိတ်တိယုတ်ရထားပြီးတော့ည ညနေပေါ့နော်9နာရီနဲ့12မိနစ်အလွန်မှာတော့တင့်တယ်ကောင်းမြတ်စေတဲ့သူပါရုပ်ရထားပါတယ်အဲ့တော့တနင်္လာနေ့မေလ16ရက်နေ့ဟာနေ့ကောင်းတနေ့ဖြစ်ပါတယ်ကောင်းတဲ့ယုတ်နှစ်ခုစလုံးရထားတယ်နော်အလုံးစုံ PC အောင်မြင်စေတတ်တဲ့တိတိယုတ်ကလည်းအင်မတန်ကောင်းသလိုနော်တင့်တယ်ကောင်းမြတ်စေတဲ့သူပါရုပ်ကလည်းကောင်းတဲ့နေ့ဖြစ်ပါတယ်နော်အဲ့တော့ဒီလိုနေ့မှာကိုအောင်မြင်စေလိုတဲ့ကိစ္စတွေကိုလှုပ်ဆောင်ဖို့အတွက်ကောင်းပါတယ်နော်ခဏလေးပါ နှာစီးရဲ့ဒီရပိုင်းမှာကျမဖြားထားတာသိနေကြသေးတော့လीနှာစီးတာကြံခဲ့တယ်เนาะ sorry ပါအဲ့တော့ဒီလိုနေ့မှာကျမတို့ကเนาะတံပွင့်လက်ပွင့်စီရဲ့အရာကတော့ဘာရောက်လဲဆိုရင်ကျမတို့ကအဖြူရောင်မှာเนาะတနင်္လာနေ့မှာကျမတို့ကံပွင့်လက်ပွင့်စီရဲ့အရာကတော့အဖြူရောင်ဖြစ်ပါတယ်အရက်မျက်နှာနေ့အနေနဲ့ကတော့အရှိတောင်ရက်ဖြစ်ပါတယ်ဘလို့ဂုံတော်တွေကိုပူဇော်မလဲဆိုလို့ရှိရင် ဂုံတော်ကွန်ချာနော်ဂုံတော်ကွန်ချာကိုကိုကပူဇော်ခြင်းအဖြစ်ကံပွင့်လက်ပွင့်စေတဲ့အပြင်ကျွန်မကတန်ဖိုးတီကိုလေ36ခါပူဇော်ပြီးတော့ကိုလိုချင်တဲ့စုတစုကိုတောင်းပါလို့ကျွန်မကမေတ္တာနဲ့အကြံပြုပါတယ်နော်ဒီနှစ်မှာကျွန်မတို့ကတန်ဖိုးတီနော်တန်ဖိုးတီကဒီနှစ်အတွက်ဆိုလို့ရှိရင်သိမ့်ပြော်တဲ့ဂါထာဖြစ်ပါတယ်နော်တန်ဖိုးတီကိုအဲ့တော့အများနဲ့ပူဇော်နေတယ်ဆိုလို့ရှိရင်လေ မေလာ19ရက်နေ့မှာတော့36ခေါက်ပူဇော်ပါမေတ္တာတုတ်ကိုတော့9ခေါက်ပူဇော်ပါဂုံတော်ကွန်ချာကိုတော့9ခေါက်ပူဇော်မယ်ဆိုလို့ရှိရင်ဒီရက်ပိုင်းတွင်းမှာငွေကြီးနဲ့ပတ်သက်တဲ့ကံပူပြီးတော့ကောင်းလာပါမယ်နော်မေလာ20ရက်နေ့နော်အခုဒီမှာကျွန်မထပ်ပြောပါအောင်မယ်နော်မေလာ19ရက်နေ့ကကျွန်မတို့ပြောမယ်ဆိုရင်ဒနာတိတ်တိနဲ့ဆန်းရှင်နဲ့ နော်နေ့ဖြစ်ပါတယ်ဘယ်အချိန်လဲလို့ပြောရင်မေလ16ရက်နေ့ညနေ9:00နာရီ12မိနစ်ကနေပြီးတော့မေလ20ရက်နေ့အင်္ဂါနေ့ညနေ4:00နာရီနဲ့38မိနစ်အတွင်းမှာနော်ဒနသိဋ္ဌိနဲ့ဆန်းရှင်နဲ့ နေ့ဖြစ်ပါတယ်เนาะအဲ့လိုနေ့မှာကျမတို့ကငွေကြေးဆိုင်ရာအစီအရင်တွေကိုဆောင်ရွက်နိုင်ပါတယ်အဲ့တော့ဒနာတိတ်ထိနဲ့ဆန်းရှင်တဲ့အတွက်ကျမတို့ကဒီလိုနေ့ဒီလိုအချိန်ပေါ့အချိန်ကကျမပြောပြပြီเนาะမေလ19ရက်နေ့ညနေ9:12မိနစ်ကနေပြီးတော့မေလ20ရက်နေ့အင်္ဂါနေ့ညနေ4:38မိနစ်အတွင်းเนาะကို့အတွက်အစီအပြေတဲ့အချိန်ကိုရွေးပြီးတော့ဒီ အစီရင်ကိုလုပ်ပါเนาะအဲ့တော့ဘာလုပ်ရမလဲလို့ပြောရင်အဲ့ဒီနေ့မှာကျမတို့ကခေါင်းလျှော်ရေချူးမယ်ခေါင်းလျှော်ရေချူးပြီးပြီဆိုရင်ခေါင်းကိုခေါင်းလျှော်ရေချူးတဲ့ခါမှာကျမတို့ကဘာကိုရွတ်ပြီးတော့ခေါင်းလျှော်ရေချူးမလဲလို့ပြောရင်ဂုံတော်ကွန်ချာเนาะဂုံတော်ကွန်ချာကိုရွတ်ပြီးတော့ခေါင်းလျှော်ရေချိုးပါဒီကာလအတွင်းမှာဂုံတော်ကွန်ချာကိုကျမတို့ကကိုးကောက်မေတ္တာသုတ်ကိုကိုးကောက်เนาะဓာရဏပရိတ်ကိုတစ်ခေါက်ရွတ်တဲ့အပြင်ကျမတို့ကမလုပ်ရမလဲလို့ပြောရင် ဂုံတော်ကွန်ချာကိုရွတ်ပြီးတော့နော်တခါလေးကိုးကောက်လုံးတခါလေးရွတ်ပြီးတော့ရေချိုးရမှာမဟုတ်ဘူးနော်တစ်ခေါက်ဂုံတော်ကွန်ချာကိုတစ်ခေါက်ရွတ်ပြီးတော့ခေါင်းလျှော်ရေချိုးမယ်ပြီးရင်အဖြူရောင်ဝတ်စုံနော်အဖြူရောင်အင်ဂျီဝတ်မယ်ပြီးရင်နော်ကျမတို့ကဘာဘာတီလာကိုသေသေးချာချာစောက်တီမယ်ဖျားစင်ရှိမှာနော်စိုးနေနဲ့ဘာကတ်ရမလဲ နော်စွန်းနေနဲ့ကတ်ဖို့လိုပါတယ်နော်အဲ့တော့စွန်းနေနဲ့ဘာကတ်မလဲဆိုရင်ဩစာသီးရှိတယ်ဆိုရင်ဩစာသီးကတ်ပေးပါနော်တကယ်လို့ဩစာသီးမရှိဘူးဆိုလို့ရှိရင်တော့ကျွန်မတို့ကနဝင်းစွန်းကတ်ပါလို့ကျွန်မကတိုက်တွန်းပါတယ်နော်အဲ့တော့ဩစာသီးရှိရင်ဩစာသီးလေးကတ်ပေးပါဩစာသီးမရှိဘူးဆိုလို့ရှိရင်တော့နဝင်းစွန်းကတ်ပါမယ်နဝင်းစွန်းဆိုတာစွန်းထမင်းကိုစီဆန်းစားဖြူတာဒါနဝင်းစွန်းမှာအသီးတစ်မျိုးမျိုးဖြစ်အောင်ထည့်ပေးပါ เนาะအသီးဩဇာသီးရှိရင်တော့အကောင်းဆုံးပါပဲဩဇာသီးမရှိဘူးဆိုရင်အခြားနော်ကိုအစင်ပြေရဲ့အသီးထည့်လို့ရပါတယ်နော်အသီးကိုလည်းတသီးကိုလည်းတသက်ကတ်မယ်ပေါ့နော်အဲ့တော့ပန်းများသီးကတ်လို့ရှိရင်လေဒါဒီကာလအတွင်းမှာဒါနော်စနေဂျူရဲ့အားရှိနေတဲ့အတွက်ပန်းများသီးကတ်လို့ရပါတယ်နော် အဲ့တော့နော်အဲ့တော့ဖះမားတိတိချာချာကိုငါးပါးသီလာစောက်ပြီးမယ်ပြီးလို့ရှိရင်နော်ကျမတို့ကဘာလုပ်မလဲလို့ပြောရင်ကောင်းကင်ကိုဖះရှိခိုးပြီးပြီနော်ဖះရှိခိုးပြီးပြီအဲ့မှာဖះမားမြတ်တာသုတ်ကိုးကနော်ဒါဒနာပရိတ်တစ်ခါပြီးရင်ဂုံတော်ကွန်ချာကိုးကရွတ်ပြီးပြီဆိုတာနဲ့နော်ကောင်းကင်အပြင်ထွက်အပြင်ထွက်ပြီးကောင်းကင်ကိုမော့ကြည့်ပြီးတော့ကျမတို့ကနော်မဟာဝေဒဗန်မန္တန်တော်ကိုရွတ်ဆိုပါမယ်နော်ဒါကတော့ဒနာတိတ်တိရတဲ့အချိန်ဒနာတိတ်တိနဲ့ဆန်းရှင်နဲ့ အချိန်ကိုကျမတို့ကအချိန်ကောင်းယူပြီးတော့ငွေကြေးကန်ကောင်းစေဖို့အတွက်ပြုလုပ်ရတဲ့အစီအစဉ်ပါเนาะကျမပုံမှန်အဖြစ်ထားဖို့အမြဲတမ်းကျမပြောလို့ရှိပါတယ်เนาะအဲ့တော့အဲ့ဒီတိုင်းလှောက်ဆောင်မယ်ဆိုလို့ရှိရင်เนาะကျမတို့ဒါငွေကြေးကန်ကောင်းပါလိမ့်မယ်เนาะအဲ့တော့မလုံရမယ့်အချိန်ကိုကျမပြောမယ်เนาะအမှောင်ကာလကိုတော့မလုံပါနဲ့เนาะမလုံရမယ့်အချိန်ကဘယ်အချိန်လဲဆိုလို့ရှိရင်เนาะမနက်9နာရီခွဲရနေပြီးတော့မနက်9နာရီအတွင်းအချိန်ခါမကောင်းဘူးเนาะအဲ 20ရက်နေ့မှလည်းเนาะအချိန်ခါလုံးဝမကောင်းဘူး20ရက်နေ့ကနေ့လုံးဝမကောင်းပါဘူးဒါကြောင့်လုံးဝမဲ့အချိန်ကကျမတို့မေလ19ရက်နေ့ည6နာရီရနေပြီးတော့เนาะနောက်တစ်နေ့เนาะနောက်တစ်နေ့ဘယောက်ခေည7နာရီအတွင်းကိုကျမတို့ပြီးအောင်လုပ်ပါလို့ကျမကမေတ္တာနဲ့တိုက်တွန်းပါတယ်เนาะပြီးခဲ့တဲ့ခေါက်တုန်းကလည်းကျမကအချိန်ပြောတယ်အဲ့အချိန်မှာလူတွေကမတွေ့တာပဲဖြစ်ဖြစ်လိုက်မလုပ်တာပဲဖြစ်ဖြစ်ပြီးရဲ့ကျမဆီယမကကျမလုပ်လို့ရသေးလား ဆိုတော့အချိန်ကကျော်သွားပြီဆိုရင်ဒါအချိန်ခါနဲ့လိုရတဲ့အစီရင်ဖြစ်တဲ့အတွက်အချိန်ခါကျော်သွားပြီဆိုတော့ကျမလည်းမတက်နိုင်တော့ဘူးပေါ့နော်ဟာပြောချင်တာကနော်လုံးလုံးမရတော့ဘူးပေါ့နော်အဲ့တော့အခုကျမပြောပါတယ်မေလ19ရက်နေ့ ညနေ6နာရီရနေပြီးတော့ည12နာရီမတိုင်ခင်အတွင်းမှာအခုပြောတာတွေကိုလှုပ်ဆောင်မှာအဲ့တော့မနက်မှာဒါစုံကတ်လို့ရပါတယ်เนาะဟာဆရာမစုံကရောနဝင်းစုံကဘယ်အချိန်ကတ်မလဲမနက်ပိုင်းကိုကတ်ပါเนาะမနက်ပိုင်းမှာမကတ်ရမယ့်အမောင်ကာလအချိန်ကတော့မနက်9နာရီခွဲရနေပြီးတော့မနက်9နာရီအတွင်းကတော့အချိန်ခါမကောင်းတဲ့အတွက်အဲ့ဒီအချိန်မှာတော့ နော်ကျမတို့ဒီအစီရင်နဲ့ပတ်သက်တဲ့ဆုံးကတ်တာတွေပါတွေတော့မလုပ်ပါနဲ့နော်အဲကိုးနာကြီးကြော်ပြီးဆိုလို့ရှိရင်တော့ဒါလုပ်လို့ရပါတယ်နော်အဲ့တော့ကျမပြောချင်တာကအချိန်နဲ့အခါနဲ့လောရတဲ့ရေရအစီအစဉ်ဖြစ်တဲ့အတွက်ကျမပြောတဲ့အချိန်လေးကိုတော့ဂယုစိုက်ပေးဖို့ကျမကမေတ္တာနဲ့တိုက်တွန်းပါတယ်နော်အင်္ဂါနေ့အင်္ဂါနေ့မှာကျမတို့ အခါမကောင်းပါဘူးเนาะအင်္ဂါနေ့မှာဥပကယုတ်နဲ့เนาะဥပကယုတ်ကတည်စီတတ်တယ်လူတွေကိုထိခိုက်ပျက်စီးစေတတ်တယ်ဥပကယုတ်နဲ့ညနေ၄နာရီ38မိနစ်အလွန်မှာတော့နော်တေဆုံးခြင်းကိုဖြစ်ပေါ်စေတဲ့မြစ်ဆုရုပ်ပြထားတဲ့နေ့ဖြစ်ပါတယ်เนาะအဲ့တော့ပြောမယ်ဆိုရင်မေလ20ရက်နေ့အင်္ဂါနေ့ကနေ့မကောင်းပါဘူးเนาะနေ့မကောင်းတဲ့အတွက်အဲ့လိုနေ့မှာအောင်မြင်စေလိုတဲ့ကိစ္စဘလို့ကိစ္စမျိုးကိုမှမလုပ်ပါနဲ့လို့ကျမကမြစ်တာနဲ့တိုက်တွန်းပါတယ်เนาะအဲ့တော့ မေလ20ရက်နေ့မှာကျမတို့နော်ရွတ်ဖတ်ပူဇော်ရမယ်ဂါထာကတော့ယတနာတုတ်ပူဇော်ပါမယ်မေတ္တာတုတ်ပူဇော်ပါမယ်ပြီးရင်ခန္ဓာတုတ်ပူဇော်ပါမယ်ပြီးရင်အာရဏာရိယတုတ်ပူဇော်ပါမယ်ပြီးရင်ပုပ္ပနာတုတ်ပူဇော်ပါမယ်နော်အဲ့လိုနေ့မှာနော်ဗုဒ္ဓံတဏ္ဍကိသမိတပန္နံကိသမိတိုင်းကံတဏ္ဍကိသမိဆိုရယ်တဏ္ဍနဂုံကိုလေကျမတို့ပတိတပတ်ပူဇော်ပါမယ်နော်နောက်ကျမတို့ ်မေလ20ရက်နေ့မှာကံကောင်းလက်ပွင့်စေတဲ့အရောင်ကလည်းနိုးနှစ်အောင်ဖြစ်ပါတယ်အရက်မျက်နှာအရက်ကတော့အနောက်ရက်ဖြစ်ပါတယ်နော်အဲ့တော့နဝင်းဆွန်းကပ်ပါမယ်မေလ20ရက်နေ့ကျမတို့လှူဒန်းရမယ်အခါရလှူဒန်းရမယ်ဆွန်းကတော့နဝင်းဆွန်းပဲဖြစ်ပါတယ်မေလ21ရက်နေ့မှာနော်မေလ21ရက်နေ့ကဗုဒ္ဓဘူးနေ့ပါ မေလ22ရက်နေ့မှာတော့ဖုံးကန်ကြီးမားစေတဲ့တဲ့မာနတာယုံနဲ့နော်ညနေ3:52မိနစ်အလွန်မှာတော့ပစ္စည်းဥစ္စာတွေပေါများစေတဲ့တဲ့ဗဒုမယုတ်ရထားတဲ့နေ့ဖြစ်ပါတယ်နော်အဲ့တော့ကောင်းတဲ့ယုံနှစ်ခုစလုံးကိုတည့်ရထဲရတဲ့နေ့ဖြစ်ပါတယ်အဲ့တော့22ရက်နေ့ဘုဒ္ဓဖူးနေ့ဟာလေနေ့ကောင်းတနေ့ဖြစ်ပါတယ်နော်ဒါပေမဲ့ရှောင်းရံကာလကိုပြောပါမယ်ရှောင်းရံကာလအမှောင်ကာလကတော့နော်မနက် 12နာရီနဲ့21မိနစ်ကနေပြီးတော့ည12နာရီနဲ့21မိနစ်အတွင်းည12နာရီအတွင်းပေါ့နော်အချိန်ကာလမကောင်းပါဘူးအဲ့တော့ပြောချင်တာကဒီလိုနေမှာလေကိုကအမောင်ချိန်ကိုရှောင်ပြီးတော့ကိုအောင်မြင်စေလိုတဲ့ကိစ္စတွေကိုတော့လှုပ်ဆောင်နိုင်ပါတယ်ကံကောင်းလက်ပွင့်စေတဲ့အရာကတော့ကျမတို့နော်ကံကောင်းလက်ပွင့်စေတဲ့အရာကတော့အညိုရောင်ဖြစ်ပါတယ်နန့်သာရောင်ဖြစ်ပါတယ်အရက်မျက်နှာကတော့အနောက်အရက်ဖြစ်ပါတယ်ပူစောရမယ့် ဒါဒါကတော့မေတ္တာသုတ်ရေဒါဒနာပရိယေနော်ကျမတို့ပြီးတော့နော်ကျမတို့ဘာပူဇော်လို့ရလဲဆိုရင်ဂုံတော်ကွန်ချာရေပူဇော်ပါနော်မေတ္တာသုတ်ကိုတော့အတန်တိုင်းဆုံးကိုးကရွတ်စေချင်ပါတယ်ဂုံတော်ကွန်ချာကိုလည်းကျမတို့ကကိုးကပူဇော်မယ်ဆိုလို့ရှိရင်တော့ငွေကြေးကံကောင်းနေပါလိမ့်မယ်နော်မေလ22ရက်နေ့ကြာသပတေးနေ့ကတော့နော်အရိုက်ပုတ်ခံရတတ်တဲ့မုကယုတ်နဲ့နော်ဂုံကျက်တွေတိုးစီတဲ့ စတာရုပ်ရထားတဲ့နေ့ဖြစ်ပါတယ်เนาะအဲ့လိုနေ့ရဲ့အမောင်ကာလကိုကြည့်တဲ့အခါမှာတော့เนาะမနက်၃ည၃ည၌ရာနေပြီးတော့၂နာရီအတွင်းเนาะပြောမယ်ဆိုလို့ရှိရင်မနက်အစောကြီးပေါ့เนาะနေ့တခုကူးတဲ့မနက်၂နာရီထိအချိန်ခါမကောင်းပါဘူးရှင်အဲ့ကာလလေးကိုတော့ရှောင်သိကြပါတယ်အမောင်ကလာကနေ့တနာရီကနေပြီးတော့ညနေ3နာရီအတွင်းလဲအချိန်ခါမကောင်းတဲ့အတွက် ဲ့ဒီအချိန်ခါလေးကိုတော့ရှောင်ပေးပါကံပွင့်လက်ပွင့်စေတဲ့အရာကတော့ sorry ပါရှင်ကျွန်မနှာစီးနေလို့ပါနော်ကံပွင့်လက်ပွင့်စေတဲ့အရာကတော့ခရမ်းရောင်ဖြစ်ပါတယ်အရက်မျက်နှာနေနေဆိုလို့ရှိရင်တော့တောင်ရက်ဖြစ်ပါတယ်ကျွန်မတို့ရွတ်ပွားပူဇော်ရမယ်နော်ရွတ်ပွားပူဇော်ရမယ်ခါတာကတော့တန်ပုတ်တီ36ခမြစ်တာသုံးကိုးကောက်နဲ့နော်တရဏဂုံပတိတပတ်စိတ်ပြီးပါဂုံတော်ကိုးပါးကိုပတိတပတ် စိတ်ပေးပါလှူဒန်းရမယ်အခါရလှူဒန်းရမှာတော့နဝင်းဆုံးမယ်ဖြစ်ပါတယ်မေလာ23ရက်နေ့မှာတော့ကျမတို့ကနော်မေလာ23ရက်နေ့မှာဖုန်ကန်ကြီးမားစေတတ်တဲ့ကီတုယုတ်နဲ့ညတနာရီ20မှာတော့ကျက်သေးမင်္ဂလာပေါင်းနဲ့ပြည့်စုံစေတတ်တဲ့တီရိဝိဆာယုတ်ရထားတဲ့နေ့ဖြစ်ပါတယ်။နော်ကောင်းတာရုပ်နှစ်ခုစလုံးကိုတရက်ထဲရထားတဲ့အတွက် နော်နေကောင်းတယ်လို့ပြောလို့ရပါမယ်နော်ရှောင်းရံအမောင်ကာလကိုကြည့်ပါမယ်နော်ရှောင်းရံအမောင်ကာလကတော့မနက်10:00နာရီ30ကနေပြီးတော့နေ့လယ်12:00နာရီအတွင်းကတော့အမောင်ကာလဖြစ်တဲ့အတွက်အခါမကောင်းပါဘူးအဲ့တော့အဲ့ဒီအခါကိုကျမတို့ကရှောင်းလိုက်မယ်နော်အဲ့ဒီအခါကိုကျမတို့ရှောင်းပြီးတော့ကိုအောင်မြင်စေလို့တဲ့ကိစ္စတွေကိုလုပ်မယ်ဆိုလို့ရှိရင်တော့နော်လုပ်လို့ရပါတယ်အမောင်ကာလဖြစ်တဲ့10:00နာရီမနက်10:00နာရီခွဲရနေပြီးတော့နေ့လယ်12:00နာရီအတွင်းကိုရှောင်းပြီးတော့ကိုအောင်မြင်စေလို့တဲ့ကိစ္စတွေမင်္ဂလာနော် ိစာတွေလှုပ်ဆောင်လို့ရပါတယ်เนาะဒီနေ့ကတောက်ကြနေ့ကနေကောင်းနေ့ဖြစ်တဲ့အတွက်မင်္ဂလာအခါယူပြီးတော့လောက်ရမယ့်ကိစ္စတွေကိုလုံဆောင်ပါလို့ကျွန်မအကြံပြုတိုက်တွန်းပါတယ်။ကံကောင်းလက်ပွင့်စေတဲ့အရာကတော့အဝါရောင်ဖြစ်ပါတယ်။နို့နေရောင်ဖြစ်ပါတယ်။အရက်မျက်နှာနေနေဆိုလို့ရှိရင်တော့အရှိတောင်ရက်ဖြစ်ပါတယ်။နော်ရွတ်ဖက်ပူဇော်ရမယ်ခါတာကတော့မြတ်တာတုပ်နော်မြတ်တာတုပ်ရွတ်ဖက်ပူဇော်ပါပြီးရင်ကျွန်မတို့နော်ဂုံတော်ကွန်ချာပူဇော်ပါဒါဆိုလို့ရှိရင်တော့နော်မြတ်တာတုပ်ရွတ်ဖက်တဲ့အတွက် ကျွန်တော်တို့ရဲ့ကံပေါ့နော်ကံမြင့်လာပင်မြတ်တာသို့ရွတ်ဖတ်ခြင်းဟာလေမြတ်တာဘာဝနာပွားခြင်းဖြစ်ပါတယ်ဂုံတော်ကွန်ချာကလည်းဒါဗုဒ္ဓရဲ့ဂုံတော်ပွားတာဖြစ်တဲ့အတွက်ဗုဒ္ဓနုတ္တိပေါ့နော်ဒါဗုဒ္ဓရဲ့ဂုံတော်ကိုကျွန်တော်တို့ပွားများခြင်းဖြစ်တဲ့အတွက် ဘုံတော်ကွန်ချာနဲ့မြစ်တာတို့ကိုပူဇော်မယ်ဆိုလို့ရှိရင်တော့ဒီနေ့ဟာတင်းလျော်တဲ့နေ့ပါเนาะလှူဒန်းရမယ်အခါရလှူဒန်းရမယ်စွန်းနေနေဆိုလို့ရှိရင်တော့ကျွန်မကစံပြုတ်ဖို့အတွက်ကျွန်မကမြစ်တာနဲ့တိုက်တွန်းပါတယ်စံပြုတ်ကိုတကြားဖြူပြီးတော့တကြားစံပြုတ်လှူဒန်းမှာလို့ကျွန်မကမြစ်တာနဲ့တိုက်တွန်းပါတယ်အဲ့တော့မေလ18ရက်နေ့ကနေပြီးတော့မေလ23ရက်နေ့အတွင်းမှာကိုကဘလိုမျိုးနော်လှူဒန်းစရာတွေလှူဒန်းမလဲဒါတွေကိုကိုကစီစဉ်လို့ရပါမယ်ပြီးရင်ကိုလှုပ်ဆောင်မယ့် နော်ကိစ္စလေးတွေကိုကိုဒီလိုကောင်းနေနော်နေရော အခါရောကောင်းနေရက်တွေနဲ့အချိန်တွေကိုတေချာရွေးပြီးတော့လှုပ်ဆောင်ပါလို့ကျွန်မကမေတ္တာနဲ့တိုက်တွန်းပါတယ်နော်ဖရားတွေနော်ကျွန်မတို့ဖရားတွေပစ္စည်းကဗုဒ္ဓတွေဟန်းနာတွေအတွက်လှုပ်ဆောင်သမျှအချိန်တိုင်းဟာအချိန်ကောင်းအခါကောင်းဖြစ်တယ်ဒါပေမဲ့ကျွန်မတို့လိုပုထုရှင်လူသားတွေအတွက်ကတော့အခုလိုမျိုးခက်မကောင်းတဲ့အခါအချိန်ကာလမှာကျွန်မတို့ကနော်အချိန်ကောင်းအခါကောင်းကိုရွေးပြီးတော့ကိုအောင်မြင်စေလိုတဲ့ကိစ္စတွေကိုလှုပ်ဆောင်ဖို့လိုအပ်ပါတယ်